ီလူနဲ့တိုက်ရိုက်မတိတွေ့ရဲဘူးမြေပြင်မဆင်းရဲဘူးဒါကကျန်းမာရေးပါတီရဲ့အားနည်းချက်နောက်ကျန်းမာရေးပါတီရဲ့နောက်တစ်ခုအားနည်းချက်ကဘာလဲဆိုတော့ကျန်းမာရေးပါတီလို့ပြောလိုက်တာနဲ့မပြောရင်ပြည်သူလူထုကဟိုနည်းနည်းလေးဘယ်လိုခေါ်မလဲဟို black side ကပေါ့နော် post negative side ကနေမြင်တာများတယ်ကျန်းမာရေးပါတီဝင်လို့ပြောရတာနဲ့ဒီလူလူအများစုက negative side ကမြင်တာများတယ်ဆိုမဲဆွယ်ပုံကိုကျွန်တော်တို့ဟိုကြည့်ရတဲ့ပုံကတော့ ဟိုဟိုမဲဆွဲတဲ့ပုံထက်စာရင်ဟိုမတို့တော့ဒီရွေးကောက်ပွဲမှာမနိုင်ရင်မတို့တော့သွားပြီกว่าဆိုတော့နိုင်ငံရေးဇောတွေနဲ့ဟောနော်မဲဆွဲနေတာကိုကျွန်တော်တို့ပို့တွေ့နေရတယ်ကျွန်တော်တို့ကြည်နေတဲ့ပုံသားဒါမျိုးတွေပို့တွေ့နေရတယ်အားနေချက်ကပြည်သူလူထုနဲ့တိုက်ရိုက်မထိတွေ့ရဘူးနောက်တစ်ခုကဘာဖြစ်လဲဆိုတော့ဒီပါတီတွေမဲဆွဲကိုအပြင်စပြုတ်လိုက်တဲ့အချိန်မှာပဲကျန်းမာရေးပါတီကသူတို့ပါတီဝန်ရှိမှာ ရေကောက်ပွဲမင်းဆွေတဲ့ဆိုင်းမုတ်တင်အခမ်းအနားလုပ်တယ်။အဲ့ဒီမှာလည်းကျွန်တော်တို့ကြည့်လိုက်တာအဓိကအဖြစ်သူတို့ကိုလာပြီးဝင်ရတဲ့လူတွေထဲမှာလူကြီးတွေနဲ့ခလေးတွေများတယ်။လူငယ်အင်အားနည်းတယ်။အဲ့တော့ကျွန်တော်တို့ကတုံ့တက်လိုက်တာဟာကြက်ခံရေးပါတီရဲ့အင်အားဒါပဲလားလို့ကျွန်တော်တို့တုံ့တက်လို့ရတယ်။နော်အဲ့ဒီ28ရက်နေ့ကသူတို့ပါတီဆိုင်ပါတီမှာအွန်လိုင်းဆိုင်းမုတ်တင်ပွဲလုပ်တဲ့အချိန်ကျွန်တော်တေချာသတိထားကြည့်တယ်။ကြက်ခံရေးပါတီရဲ့အင်အားဟာဒါပဲလားလို့ကျွန်တော်တို့တုံ့တက်လို့ရတယ်။ကြက်ခံရေးရဲ့ဘူးမှထားပါတော့ပါတီဘိုင်းက ဘုံကောမဒီဝင်နေအနေနဲ့ကတော့သူတို့အသက်အရွယ်အပိုင်းခြားအရာအသက်ကလည်းကြီးနေပြီဖြစ်တဲ့အတွက်ဒါဟာသူတို့အတွက်နောက်ဆုံးရွေးကောက်ပွဲပဲလို့သူတို့ကိုယ်တို့သူတို့တတ်မှတ်ထားပုံရတယ်။ဒါကြောင့်မို့သူတို့အနေနဲ့ဒီရွေးကောက်ပွဲမှာမှအနိုင်ရပြီလွတ်တော်တဲ့မရောက်ရင်နောက်ထပ်သူတို့အတွက်သူတို့ရဲ့ဘဝတက်တန်းတက်လျှောက်မှာနောက်ထပ်ရွေးကောက်ပွဲဆိုတာသူတို့အတွက်မရှိတော့ဘူးဆိုတဲ့ဆိုပြီးတော့စဉ်းစားပြီးတော့မဲဆွယ်နေပုံရတယ်။နိုင်လူစိုးတွေအများကြီး